နေဥပဒေသား30ခုဩချပွဲအခဲအချင်းမျိုးဖန်တီးထားပါတဘောတရားရင်သက်ရှုမောလောက်တဲ့ပုံရိပ်မျိုးနဲ့ကြီးကျယ်ခမ်းနားတဲ့အမှုအရာဝိဒေသလက္ခဏာတွေကိုဖန်တီးထားနိုင်ခြင်းဟာ အချိန်အဝါကြီးမားတဲ့အသွင်အပြင်ရှိစေပြီးလူတိုင်းကိုဥခိုက်စေနိုင်ပါလိမ့်မယ်။ကိုယ်နာဝန်းကျင်တစ်ခုလုံးကို အောချလောက်စရာအခင်းအကျင်းတွေနဲ့ဝိုးရံထားလိုက်ပါ။အဲ့ဒီအပြင်အဟန့်သဘောနဲ့အထင်ကြီးလောက်စရာအပြည့်အစင်တွေပါ ပေါင်းဆက်လိုက်ရင်ကိုယ့်ရဲ့အနေအထားကလူတွေထင်ထားတဲ့အတိုင်းအတာထက်မြင့်မားသွားပါလိမ့်မယ်။အပြင်ပုံမှန်တန်တန်ရဲ့ထူးကဲမှုတွေကြောင့်ရင်သက်ရှုမော ဖြစ်သွားတာနဲ့အခဲအချင်းနောက်ကွယ်မှာကစားနေတဲ့ရွှေခွက်တွေကိုတရိပ်ထားမိကြတော့မှမဟုတ်ပါဘူးစင်ဂျီဘီစကားပြောအကြောင်းပြတာကစွန့်စားရကြပါတယ်စကားပြောတဲ့အလုတ်ကအင်မတန်အန္တရာယ်များတယ်အများအပြည့်ပြောတာတလွဲပောက်တာတခြားဖြစ်သွားတတ်တယ်ဘောင်းတင်ဆက်ဆံရေးရဲ့အသက်စကားပြောခြင်းပညာဟာပြောသူဆိုသူနားထောင်သူနဲ့တဆင့်ကံပြောသူတို့အကြအပေးအယူတဲ့မှာအလုတ်ဖြစ်ပါတယ် အပြောမတက်ရင်နားထောင်သူအတိမစော်ကားနေသလိုမျိုးဖြစ်တတ်ပြီးတဆိတ်ကံပြောဖို့နားထောင်နေသူရဲ့အတိညာကကျင်းမြောင်းနေခဲ့ပြန်ရင်လဲအာဘော်လွဲပြီးရန်တိုက်သလိုမျိုးဖြစ်သွားတတ်တယ်။စကားဆိုတာပြောပံများတော့လေညီးငွေပွဲ ကောင်းသွားပြီးလစ်လျူရှုခံထားရတတ်တယ်။အပြောနဲ့တင်အလုပ်ဖြစ်အောင်လုံးဝလုပ်လို့မရပါဘူး။အပြောလောက်နဲ့အထင်ကြီးလေးစားအောင် လုပ်ဖို့လုံးဝမလွယ်ပါဘူး။အပြောကောင်းတဲ့လူမကြိုက်ပါဘူး။လေထွားရင်လူမုံများပါတယ်။ အခဲချင်းအသွင်အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ဝိဒေတာလက္ခဏာတွေကြတော့စကားနဲ့ရှင်းပြပြီးမင်းမြင်သိအောင်လုပ်တာထက်ပုံမြန်တဲ့ဖြတ်လန်းတွေပဲဖြစ်ပါတယ်အမြင်နဲ့တင်စိတ်ခံစားချက်ကိုချက်ကောင်းထိစေနိုင်ပါတယ်တန်တရားနဲ့ဒွိဟွားတွေကိုဖြစ်ခွင့်အောင်မပေးပဲတခါတည်းပြည့်ပြတ်စေနိုင်စွမ်းရှိပါတယ်ဂီတသေးတန်စင်နဲ့လည်းတူပါတယ်ကြားရသူတိုင်းရဲ့အတွေ့အထိမှာယုတ်ထိတန်ပြီးအကြောင်းအရာအတိုင်းအရှိအရှိတိုင်းလက်သိခံလောက်စရာဖြစ်တတ်ပါတယ် ဆိုလိုတာကစကလုံးတွေတုံပြီးရှင်းပြတာက အခံဘက်ကနေအတင်းကာစီးပြီးပြောနေတာမျိုးနဲ့တူပါတယ်ကိုအချိန်အဝါဘလောက်ကြီးပါတယ်ရှိပါတယ်စသဖြင့်ရှင်းပြတဲ့နေရာမှာအပြောတတ်တတ်နဲ့တော့မလုံလောက်ပါဘူးမိကွန်းတွေပဲထက်လာတက်တယ်ပြောပြီးရင်ပြောနေရပြီးအငင်းခုန်တွေဖြစ်သွားရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတက်သေးတယ်အခင်းချင်းကောင်းရင်ကြတော့အပြောလို့မဟုတ်ဘူးလက်ခံနိုင်မှုတွေကိုတခါတည်းလမ်းကြောင်းဖွင့်လိုက်တယ်လို့ဖြစ်စေတယ် စန့်ကျင်ခွင့်တော်မပေးတော့ဘဲတကြိမ်တည်းနဲ့ယုံကြည်အောင်တိုက်တွန်းမိတာဖြစ်သွားတယ်။ဆက်ဆံရေးကိစ္စတစ်ချက်တည်းနဲ့ပြီးပြတ်သွားတယ်။လူမှုဆိုင်ရာကွဲပြားခြားနားမှုတွေကိုတကြိမ်တည်းနဲ့ရှင်းလင်းနိုင်တယ်။စကားပြောတာတွေကအငင်းအခုံတွေနဲ့မပြီးနိုင်မစည်းနိုင်ဘူး။အခဲအကျင်းအသွင်မြင်ကြတော့လူတွေအားလုံးကို တပြိုင်နက်တည်းအတိပေးနိုင်စွမ်းရှိတယ်။ဒါကြောင့်အခဲအကျင်းဆိုတာကအချိန်အဝါရဲ့အတိုင်းအတာဆန်နှုံးပဲဖြစ်တယ်။အခဲအကျင်းနဲ့အတူမဖြစ်မနေတွဲဖက်ရမယ့်အရာက ပုဂ္ဂလဝိတေတကိုကိုးစားပြုနိုင်တဲ့ဂုံတူးဂုံပုတ်တွေပဲဖြစ်တယ်။ဥပမာ ပြင်သစ်ဘရင်စုတ်တသမမြောက် Rice လို့ပြောလိုက်ရင်သူဟာနေဘရင်ကြီးမှန်းလူတိုင်းသိတယ်။ဂုံတူးဝိတေတတွေမှာနှက်နေတဲ့လှစ်ဝက်ချက်တွေရှိကောင်းရှိနေတတ်တယ်။ဒါမှမဟုတ်နားလေရခတ်တဲ့အတိတ်ပဲလေးနက်မှုတွေရှိကောင်းရှိနေတတ်တယ်။စင်ကြဲခြင်းစောက်ရှောက်ခြင်းရဲရင်တီကြည်ခြင်းမေတ္တာတရားနဲ့ပြည့်စုံခြင်းစတဲ့အရေးအသွေးတွေကိုပါကိုးစားပြုနိုင်ကြတယ်။ ဂုံဘုတ်ကိုကိုစားပြုတဲ့အမှတ်သင်္ကေတပဲဖြစ်ဖြစ်တကုံအလံစသဖြင့်ပြောလိုက်ယုံပြလိုက်ယုံနဲ့လူတိုင်းအောချလောက်အောင်ဖြစ်သွားစေနိုင်စွမ်းရှိပါတယ်။အေယာမအင်ပါယာကြီးရဲ့အေဂရစ်ကွန်စတန်တင်ဟာနေနတ်ဖျားကိုရိုးရာအတိုင်းကိုးကွယ်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့တနေ့တော့နေမင်းကြီးကိုကြည့်ပြီးနတ်ဖျားကိုပူဇော်နေတဲ့အချိန်အဝေးတနေရာကထူထောင်လိုက်တဲ့လက်ဝါးကတိုင်ကားစဉ်တစ်ခုကနေအလင်းရောင်ရဲ့ရှေ့မှာကာစီးထားသလိုဖြစ်သွားတယ်။ အကြောင်းတိုက်ဆိုင်မှုတွေဆိုပေမဲ့ထူးခြားစမ်းကြယ်တဲ့ဝိသေသလက္ခဏာတရက်အဖြစ်တွေးထင်သွားခဲ့တယ်။အဲ့ဒီစိတ်နဲ့ပဲဘာသာတရားအစ်စ်ကိုခံယူဖို့ဆုံးဖြတ်ခဲ့တာပါ။မင်းဘီရင်ကိုယ်တိုင်ကခရီးယန်ဘာသာကိုပြောင်းလိုက်တော့ခေတ်ကာလအရကဘာပေါ်မှာအကြီးဆုံးသောအင်ပါယာကြီးဖြစ်တဲ့ရောမအင်ပါယာတစ်ခုလုံးခရီးယန်ဘာသာဝင်ဖြစ်သွားတော့တာပဲ။နှစ်ပေါင်းများစွာခရီးယန်ဓမ္မဆရာတွေအင်ပါယာတစ်ခွင်လှည့်လည်သွားလာပြီးတရားဟောခဲ့တော့ကတိုးတက်မှုတစုံတရာထူးခြားစံပြစွာ မဖြစ်ခဲ့ပေမဲ့ဘာမဟုတ်တဲ့လက္ခဏာနမိတ်လေးနဲ့သာသနာကြီးကိုတိုးတက်ပြောင်းလဲသွားခဲ့တယ်။ဒီသာရကကိုတင်ငန်းစာယူပြီးကိုအစစ်အတန်းနဲ့ထိုက်တန်တဲ့ဂုံဓူးဝိဒေတာကိုခံယူလိုက်ပါအသွေးအပြင်ကောင်းရှိအောင် ပြောင်းလဲလိုက်ပါဂုံမြောက်တဲ့ပုံကိုအခင်းအကျင်းကောင်းနဲ့ဝန်းရံထားတဲ့ပုံကိုဖြစ်သွားရင်ဒူးမတူတဲ့အချိန်အဝါတွေရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဂုံဓူးဝိဒေတာလက္ခဏာတွေကိုအသုံးချပြီးအကျိုးရှိအောင် ဖော်ဆောင်တဲ့နေရာမှာတမယိုးကြနီးလန်းတွေထက်အကျိုးဖြစ်ထွန်းမှုပိုကောင်းတဲ့နောက်ထပ်တနည်းရှိသေးတယ်အဲ့ဒါကနာမည်ကောင်းရွေးတက်မှုနဲ့ဖြစ်စဉ်ဖြစ်ရပ်ကိုကိုစားပြုနိုင်တဲ့အမှတ်သင်္ကေတမျိုးထုတ်ဖော်ခြင်းပဲဖြစ်ပါတယ်နာမည်ကောင်းတဲ့အမှတ်သင်္ကေတကောင်းတွဲဖက်လိုက်ရင်လူတွေရဲ့ရင်ထဲစွမ်းမက်လွယ်သွားပြီးသဘောထားထတ်တူညီသွားသလိုလေးစားအားရပွဲ စိတ်ခံစားချက် စိတ်ခံယူချက်တွေပေါက်ဖွားစေနိုင်ပါတယ် အမှတ်တင်ဂီတရဲ့အစွမ်းကိုအသုံးချပြီးလူတွေကိုစီးရုံမှာ အသင်းအဖွဲ့တွေစုစည်းလိုက်ပါ1648ခုနှစ်ပြင်သစ်တော်လှန်ရေးကာလတုန်းကတဦးဆန်မိုင်မင်းဘရင်စနစ်ကိုထောက်ခံခဲ့တဲ့နန်းတွင်တစ္ဆာကံတွေကဒေါ်လာရေးသမားတွေကိုလောက်လေးကွာတွေလို့နာမည်ပြောင်းပေးပြီးဝီတေတာဇိုးတစ်ခုအနေနဲ့သမုတ်ခေါ်ဝေါ်ကြပါတယ်ဆိုလိုတာက လူကြီးကိုအာခံတဲ့အနေနဲ့ကလေးတွေက လောက်လေးကွာသုံးပြီးဂဲနဲ့ပြစ်ပေါက်တယ်လို့ဖြစ်နေတဲ့အပေါ် တယောထားတာပါ အမတ်တင်ဂေတဆိုတာက အများဆန်တဲ့လူတို့ရဲ့စိတ်ခံစားချက်ကိုကိုစားပြုနိုင်ရင်စိုးရွားတဲ့ဝိတေသလက္ခဏာမျိုးပဲဖြစ်နေပါစေအားလုံးရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်စွမ်းရှိပါတယ်ဥပမာခရစ်တော်ရဲ့ကားစဉ်ကြက်ချေက လက္ခဏာကလူသက်ပစ္စည်းဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်ရဲ့နာကျင်မှုစတိမှုအနစ်နာခံမှုတွေနဲ့ပေါင်းဆက်ပြီးဝိတေသပြုထားတဲ့အတွက်ဆက်စုပ်ဖွဲ့တင်ဂေတာဖြစ်နေတောင်မှလူတွေရဲ့ လူတိုင်းရဲ့စိတ်နှလုံးသားမှာစွဲမြဲထားတဲ့ဝိဒေတာမျိုးဖြစ်သွားပါတယ်။ကားစင်လိုပဲလောက်လေးကွာကဒေါ်လိုင်းသမားတွေရဲ့အမှတ်တင်ဂီတာဖြစ်သွားခဲ့ပါတယ်။ Yan Francois Paul Dicon Paul Dicondale Cardinal De Hess ကဒေါ်လိုင်းသမားတွေရဲ့လှုပ်ရှားမှုကြီးကိုကိုစားပြုဝိဒေတာရှိသွားအောင် ပြင်သစ်ဝေါ်ဟာရလောက်လေးကွာကို အခြေခံပြီးတော်လှန်ရေးသမားကိုလေးကွာတော်လှန်ရေးသမားများအဖြစ်ဝိဒေတာပြုခဲ့ပေးပါတယ်။ ဒါနဲ့ပဲတော်လှန်ရေးကြီးကလောက်လီကတော်လှန်ရေးကြီး အဖြစ်သမိုင်းမှာမှတ်တမ်းတင်ခံခဲ့ရပါတယ်။ကိုနဲ့စီလျော်ကိုက်ညီမဲ့ဝိဒေတာကိုရှာပါ။ဒါမှစိတ်ခံစားချက်တွေနဲ့ထတ်တူကြပြီးအားလုံးကိုဆွဲဆောင်စည်းရုံးနိုင်မှာဖြစ်ပါတယ်။အခင်အကျင့်အမည်နာမဝိဒေတာတွေကိုအောချားလောက်စရာအသွေးအပြင်းနဲ့ပေါင်းဆက်ပြီးအထင်ကြီးလေးစားပွဲ ကောင်းလောက်အောင်တွဲဖက်အသုံးပြုပါ။ထူးခြားစမ်းကြယ်ပြီးအမ်အမ်မကန်စရာတွေကိုလူတွေမတ်မတ်ပါတယ်။ လက်လန်းမမီနိုင်တဲ့အရာတွေနဲ့နီးစပ်ခွင့်ရနိုင်မယ်ဆိုရင်ဝန်းရံမှုဝန်မလေးကြပါဘူးလူတွေရဲ့စိတ်ခံစားချက်နဲ့ကိုရွေးချယ်ထားတဲ့ကိုစားပြုဝိတေသဂုံဒူးတွေကဆက်ဆက်မှုရှိနေပါလေသူတို့နှလုံးသားတနေရာမှာစွဲထင်နေမဲ့လက္ခဏာတွေပါဝင်ပါစေဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့48 Law of Power အာနာဇတ်အပိုင်း7နှစ်ပဲဖြစ်ပါတယ်နေဥပဒေ38ကြိုက်တယ်လို့တွေးခေါ်ပါ ဒါပေမဲ့အများနီးတူပြုမှုပါသဘောတရားကာလန်ဒေတန်ကိုဆက်ချင်ပြီးလှုပ်ချင်ရလှုပ်တာမျိုးတွေထိုးပေါက်အမြင်တွေကို အချိန်အခါမသိချပြတာမျိုးတွေတမယိုးကြနီးစင်မလိုက်နာပဲစန့်ကျင်တာမျိုးတွေလှုပ်ဖန်များလာရင်လူတွေရဲ့အမြင်မှာကိုဟာသူများနဲ့မတူတမူထူးပြနေပြီးအများထက်သားချောင်းတမင်လှုပ်ပြနေတယ်လို့အထင်လွဲသွားနိုင်တယ်သူတို့အဘောတမင်တက်တက်နှိမ့်တယ်လို့လုံးမိသွားတာကြောင့် ကို့အပေါ်နှီးမျိုးစုံသုံးပြီးဖိနှိပ်ချုပ်ချယ်တိုက်ခိုက်လာကြလိမ့်မယ်။ဒါကြောင့်အများနဲ့မတူတမှုမထူးပြနဲ့အများနီးတူ ပြုမှုပြီးအသားတကျနေတတ်အောင်ကြိုးစားပါ။ကို့အမြင်နဲ့တန်ဖိုးကိုအမှန်တကယ်လက်ခံနားလည်ပေးသူတွေကိုသာကိုယ့်ရဲ့အစွမ်းအစအရည်အသွေးတွေကိုထုတ်ပြပါ။တန်ဖိုးမသိသူတွေကိုတန်ဖိုးရှိတာထုတ်ပြလဲဘယ်သူမှအဖက်လုံးမှာမဟုတ်ပါဘူး။မသိသူတွေကိုအတိထူးချောင်းသွားပြောရင်လေထွားတယ်လို့ပဲမြင်ကြပါလိမ့်မယ်။ လူမှုအသိုက်အဝန်းအတွင်းမှာလွတ်လပ်စွာပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။မှုသားသုံးပြောဆိုကြတယ်လို့ဖုံးကွယ်ထားမှုများစွာနဲ့ခန်းစားချက်အစ်စ်တွေကိုမျိုးသိပ်ထားကြပါတယ်။အတိညာဖွင့်ပြတဲ့ခလေးဘဝအရွယ်ကလေးကအတွေ့အမြင်တွေကိုဖုံးကွယ်ထားဖို့တင်ယူခဲ့ရပြီးတစ်ဖက်သားကြားကျင်လောက်မဲ့စကားကောင်းတွေကိုပဲပြောဖို့လေ့ကျင့်ခဲ့ရတယ်လို့တစ်ဖက်လူအပေါ်မစော်ကားမိအောင် မှုသားတွေနဲ့ဖုံးကားဖို့မှတ်သားခဲ့ကြရပါတယ်။ အားလုံးတို့အဲ့ဒီပေါင်းသင်းဆက်ဆံရေးမျိုးကတဘာဝလိုဖြစ်နေပါပြီလူအများစု လက်ခံကျင့်သုံးနေတဲ့အစဉ်အလာအသွေးအပြင်ဖြစ်နေတာကြောင့်စန့်ကျင်လို့မထူးသလိုငင်းချေလို့လည်းအကျိုးမရှိနိုင်ပါဘူးလူချင်းတာတွေကိုတွေးတော်ကြံစပေမဲ့လူပုံအလဲသွားရတိုင်းမျက်နှာဖုံးဆုပ်ပြီးအများကြိုက်အောင်နေရတာကလူတဘာဝလိုဖြစ်နေပါပြီဒါပေမဲ့တချို့လူတွေရဲ့အမြင်နဲ့ခံယူချက်အရလူမှုအတိုက်အဝန်းရဲ့အဲ့ဒီလိုယဉ်ကျေးမှုအစဉ်အလာကြီးက ကိုယ်ပိုင်လွတ်လပ်권တွေကိုထိန်းချုပ်ထားသလိုလွတ်လပ်စွာရှင်သန်권ကိုတောင်ပိတ်ပင်ထားသလိုမျိုးခံစားနေရပြီးအဲ့ဒီအစဉ်အလာတွေထပ်ပုံမကောင်းမွန်တဲ့လူမှုတံမှုတွေးကြံမှုအသည့်တွေကိုထုတ်ဖော်ဖို့လိုအပ်ကြောင်းယုံကြည်လက်ခံထားကြပါတယ်တကယ်တမ်းလက်တွေ့ဖော်ဆောင်တော့လဲသူတို့အမြင်နဲ့ထပ်တူလက်ခံနိုင်သူကနည်းနည်းအမြင်ကတ်သွားကြပြီးစော်ကားသလိုခံစားသွားရတဲ့သူတွေကအများကြီးဖြစ်သွားတာနဲ့ပဲအများနဲ့တယောက်ထိတ်တိုက်ရင်ဆိုင်ရတာမျိုးဖြစ်သွားပါတယ် တို့ရဲ့ကြိုးပမ်းမှုတွေအားလုံးကြရှုံးသွားခြင်းအချောင်းကလူတွေရဲ့စိတ်အစဲစိတ်အစွဲတဘောတဘာဝကိုနားမလည်ကြလို့ပဲဖြစ်ပါတယ်ဘလူလူပဲဖြစ်နေပါစေအသိဉာဏ်ပညာအစစ်အတန်းအလိုက်ယုံကြည်မှုကိုစီ ရှိကြပါတယ်အဲ့ဒီလိုပဲလူမှန်ရဲ့အတ္တကိုစီ ရှိကြတာတွေကြီးပဲဖြစ်တဲ့အတွက် ကိုယ်အတ္တနဲ့ကိုယုံကြည်လက်ခံထားတဲ့အယူအဆွဲကို လွယ်လွတ်တကူပြစ်ပယ်ဖို့ဆိုတာလုံးဝမလွယ်ပါဘူးအချောင်းပြချက်ကောင်းများစွာတတ္တိတာရကများစွာ အများလက်ခံနိုင်မှုတွေနဲ့အကြောင်းတိုက်ဆိုင်သွားမှသာအတွေ့အမြင်ပြောင်းလဲလက်ခံနိုင်ကြတာဖြစ်ပါတယ်။မုံတိုင်းလဲလက်မခံကြသလိုလူအများကအမားကိုအမှန်အဖြစ်ယူဆထားရင်အမားအမားကိုအမှန်အဖြစ်ယူဆထားရင်အယုံစိမ့်နဲ့မျက်လုံးပိတ်လက်ခံလူသူတွေကအများကြီးရှိနေလို့ဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်လူတို့ဟာအင်မတန်နှုံအပါတယ်။သူတို့ရဲ့အသည့်အမြင်ကိုပြောင်းလဲနိုင်ခြင်းမရှိပဲကိုယ့်ရဲ့ထိုးပေါင်းအမြင်နဲ့အစားထိုးလို့လုံးဝမရပါဘူး တတလုံကျွန်လောက်လာသူကိုတခင်စိတ်တွင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးသူ့အကြောင်းနဲ့သူအားလုံးမှာကျွန်စိတ်တွေရှိနေကြတဲ့အတွက်ကိုပိုင်ဖြစ်မှုတခင်စိတ်ပေါ်လာဖို့လုံးဝမလွယ်ပါဘူးအမျော်အမြင်ရှိပြီးအလုံးပါနဲ့တဲ့လူတွေကြတော့ဟန်ဆောင်ကောင်းကြတယ်အများကြိုက်မဲ့စကားကိုပဲပြောလို့ရှိပြီးအများလက်ခံတဲ့အစင်အလာတွေကိုဦးစီးဦးဆောင်လှုပ်ပြတတ်ကြတယ်ဘာတွေပဲလှုပ်လို့သူတို့အနေနဲ့တဘောတူလက်ခံမှုအစင်မပြေဖြစ်နေခဲ့ရင်တောင်မှလည်းစိတ်ထဲအစွဲမထား အပြစ်မမြင်တမျိုးမထင်မဲ့အရေးကိစ္စအေးချမ်းသွားပြီးပြီးမြောက်ရေးကိုသာဥတီထားပေါင်းသင်းဆက်ဆံတက်ကြတယ်။အများနည်းတူအနေအထိုင်ကောင်းတဲ့လူတွေဖြစ်တာကြောင့်အများကြမှာစိတ်တိုင်းကျတွေးခေါ်မျှော်မြင်နိုင်ကြတယ်လို့ဘာပဲလို့လို့အပြစ်မြင်ခံရတာမျိုးမရှိတော့ပဲအပေကံလူမုန်းကံမဖြစ်တော့ပါဘူး။ဒါရိုက်တဲ့တို့ကြီးကိုအမြင်တွေကိုပြောလိုက်မဲ့အစားအများလက်ခံတဲ့အစဉ်အလာကိုကိုယ်တိုင်နဲ့လက်ခံထားသူဖြစ်ပေမဲ့ ကိုယ့်အမြင်မှာအများနဲ့မတူတဲ့အတွေးအကြံတွေရှိကြောင်းအတိပေးသလိုနဲ့တဖြည်းဖြည်းချင်းပြောင်းလဲတဲ့ဤနဲ့အကွက်တွေရွှေ့တက်ကြပါတယ်လူမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမြအချိန်ဟွာကြီးတဲ့နေရာမှာလူထက်ကလူအနေနဲ့အခြေတကျနေနိုင်ပြီးဆိုမှအနည်းဆက်ဆုံးသောလူမှုအတိုင်းအဝန်းကိုအယူအဆတစ်တွေနဲ့မိတ်ဆက်တာမျိုးလုပ်သင့်ပါတယ်တကြိမ်တည်းနဲ့အများကြီးထိုးတွင်းတာမျိုးမလုပ်သင့်ပါဘူးနည်းနည်းချင်းစီဖဲ့ပြီးအတိပေးတာကတုတ်ပြန်ချက်တွေကိုပြပြလဲလဲ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အချိန်ကာလတွေမတူတော့တာကြောင့်ရှေ့ရိုးဆွဲတွေတမရိုးကြအမြင်တွေကုန်ခန်းလောက်ပြီးလို့မတွေးလိုက်ပါနဲ့။အမကြီးမှားသွားပါလိမ့်မယ်။ပိုလီယိုရောဂါကာကွယ်ဆေးဖော်ထုတ်နိုင်ခဲ့တဲ့ဂျိုနက်ဆော့ကဆေးတိတ်ပံပညာရဲ့မှာအင်မတန်ထူးချွန်သူဖြစ်ပါတယ်။ဒါပေမဲ့မမားတဲ့အမားကိုရည်ရွယ်ချက်ရှိရှိမှားခဲ့လို့အပေကံလူချင်မှဖြစ်သွားခဲ့သူပါ။ဆေးသမိုင်းနဲ့တာမန်လူတွေအတွက် ဂျိုနက်စ်ကအသက်တခင်ဂျေဇုရှင်ကြီးဖြစ်ပါတယ်။ဒါကြောင့်လေသူဖော်ထုတ်နိုင်ခဲ့တဲ့စေကြောင့်နိုဘယ်ဆုချီးမြှင့်ခံခဲ့ရတာပါ။ဒါပေမဲ့စေသိပ္ပံပညာနဲ့အခြားသောယောဂဗေဒလိလာမှုဆိုင်ရာပညာရှင်တွေရဲ့နေပဲတစ်ခုလုံးကဂျိုနက်စ်ကိုပြစ်ပယ်ထားကြပါတယ်။ဘယ်သူမှ သူနဲ့မဆက်ဆံလို့ကြပါဘူး။ဘာလို့လဲဆိုတော့ဂျိုနက်စ်ရဲ့အမြင်အရခေတ်ပြီးသိပ္ပံပညာဟာခေဟောင်းစနစ်တွေနဲ့ နိုင်ငံရေးလူမှုရေးယဉ်ကျေးမှုထုံးတမ်းတွေထက်တားတယ်လို့ယူဆခဲ့ပြီး သူရှာဖွေတွေ့ရှိခဲ့တဲ့ပိုလီယိုရောဂါကာကွယ်ဆေးကလည်းခေတ်ဟောင်းပညာတွေကြောင့်မဟုတ်ပဲခေတ်သစ်ရှာဖွေမှုတသက်ကြောင့်လို့တပ်ဖတ်တက်ကြီးလေထွားခဲ့လို့ဖြစ်ပါတယ်ဆေးသိပ်ပံပညာရဲ့နယ်ပယ်ကိုဂျေဇူးမဲ့တဲ့စကားပြောလိုက်တာကသူ့ရဲ့အမားကြီးပဲဖြစ်ပါတယ်စကားတစ်ခွန်းကြောင့်သူ့ဘဝပျက်စီးသွားခဲ့ပါတယ်လူတို့အမြင်မှာတော့သူရဲကောင်းဆိုပေမဲ့ပညာရှင်အတိုင်းအဝိုင်းမှာတော့ သူဟာလူတက်ကြီးလုပ်ပြီးဘဝမေ့သူတယောက်သာဖြစ်ပါတယ်။ဂုံရှိလျက်နဲ့ဂုံနဲ့ထိုက်တဲ့စကားမပြောပဲဂုံတိန်စကားပြောခဲ့လို့ဂုံပြက်သူဖြစ်သွားခဲ့တာပါ။အချိန်အဝါရှိသူတွေဟာဘယ်တော့မှ sock လို့အချိုးမျိုးမလုပ်ပါဘူး။ sock လို့လူမျိုးတွေနဲ့လည်းအပေါင်းအသင်းမဖွဲ့ကြပါဘူး။ခက်တန်းတန်းနေတက်ကြပါလေ။ဂုံရှိသူတယောက်ဟာဂုံမဲ့သူနဲ့ပေါင်းသိရင်ဂုံမဲ့သူကိုဂုံမြောက်ပေးရကြပါတယ်။ဒါပေမဲ့ဂုံပြက်သူနဲ့ပေါင်းသိမိရင်တော့ ဂုံလျှောပြီးကိုပါဂုံတိမ်သွားနိုင်ပါတယ်။ဒါပေမဲ့တာမန်ရိုးရှင်းတဲ့လူနေမှုတဘာဝကိုတော့လုံးဝမဆန့်ကျင်ရပါဘူး။အဘော်ကလူတွေဖြစ်နေတဲ့အတွက်အောက်ကလူနဲ့ဆက်ဆံစရာမလိုဘူးဆိုတာက လုံးဝကြီးလွဲမှားတဲ့အမြင်ဖြစ်ပါတယ်။အောက်ဆုံးကလူနဲ့အပေါ်ဆုံးကလူဒန်းတူရည်တူပေါင်းသင်းဆက်ဆံလိုက်လို့အဘော်လူရဲ့ယာတူးဂုံတိမ်တင်းတော့မသွားပါဘူး။လေးစားဖို့ကောင်းတယ်လို့အားကြစရာတော့ဖြစ်ပါတယ်။ ဒန်းသူရီသူဆက်ဆံနိုင်ခြင်းကကိုယ့်ရဲ့စိတ်ရင်းစေတနာကိုပေါ်လွင်စေပါတယ်။လူအများရဲ့အမြင်မှာရရောသူတာဖြစ်နေပါစေ။ဘယ်တော့မှမော်ကြွားသူမျိုးမဖြစ်ပါစေနဲ့။မောင်မားသူအဖြစ် မောင်းမာသူအဖြစ်သမုတ်ခံရတာကိုရွှေရတယ်လို့မျိုးမตายာမိပါစေနဲ့။နားလေတည်တတ်သူအဖြစ်ချီးမြောက်ခံရတာမျိုးကိုမှဂုံယူတက်ပါစေ။ Juliet Caesar နဲ့ Franklin D ရိုးဇဗက်တို့လိုခေါင်းဆောင်တွေကိုတမိုင်းမှာအမွန်းတင်ပြီးချီးမြှောက်ကြပါတယ်။ဘာလို့လဲဆိုတော့ဩဇာအာဏာအရှိန်အဝါရှိတဲ့သူတွေဖြစ်လင့်ကစားအစစ်အတန်းခွဲခြားဆက်ဆံခြင်းလုံးဝမရှိပဲအားလုံးနဲ့တန်းတူဆက်ဆံနိုင်သူတွေဖြစ်လို့ပါ။နားလေတည်တဲ့မှုတွေကိုပြသနိုင်ခြင်းကပဲစိတ်တဘောထားကြီးကျယ်ခြင်းကိုတတ်တည်ပြပြီးသားဖြစ်နိုင်ပါတယ်။ဥ္စာဒနာပိုးကြွယ်ဝလို့အထင်ကြီးလေးစားခံရတဲ့သူနဲ့အများနဲ့တန်းတူဆက်ဆံပြီးစိတ်ရင်းစေတနာ ကောင်းမွန်ကြောင်း ရဲ့ရောပြနိုင်တဲ့သူတို့ရဲ့အချိန်အဝါချင်းလုံးဝမတူပါဘူး။နားလေလွယ်အောင်ပြောရရင်လူတွေအကြတွားရတော့မယ်ဆိုတိုင်းကိုကောင်းတဲ့ကအတွေးအကြံတွေကိုအိမ်မှာပဲခြံထားခဲ့ပါ။လူအများသဘောကျနှစ်သက်နိုင်မဲ့အတွေးအကြံတွေနဲ့လူတွေကိုပေါင်းသင်းဆက်ဆံပါ။မောင်မာစိတ်မောကြွားစိတ်မာနစိတ်တွေကိုခြံရစ်ခဲ့ပြီးယိုကျိုးစိတ်နာခံစိတ်ယိုသေးစိတ်နဲ့ဆက်ဆံပါ။စိတ်မပါခဲ့ရင်တော့မှတယုတ်ဆောင်ကောင်းလိုက်ပါ။အပြောအဆိုအနေအထိုင်မှန်ပါစေ။ လိုရာထက်လည်းပိုမလောက်ပါနဲ့အရှိန်အဝါရှိသူဟာအရှိန်အဝါအားကိုးပြီးတစ်ဖက်သားအပေါ်ဖိနှိပ်တာမျိုးလုံးဝမလုပ်ပါဘူးကြီးကျယ်မြင့်မြတ်သူအစစ်ဟာရိုသေကျိုးနုံပြီးသူ့စိတ်နေစိတ်သဘောထားကိုဖုံးကွယ်ထားတတ်ပါတယ်အဲ့ဒီအစားအများအတော်အစဉ်ပြေမဲ့တွေးခုံမျှော်မြင်မှုတွေကိုဦးစားပေးပြီးပြောဆိုဆက်ဆံတတ်ပါတယ်သူများစိတ်ချမ်းသာအောင် ပြောရတဲ့အလုပ်မပင်ပန်းတယ်လို့မခက်ခဲပါဘူးလူချစ်အောင်နေပါလူတက်ကြီးလှုပ်ပြီးလူမုန်းများအောင်မနေပါနဲ့ မောက်မာသူကိုလူတွေရှိန်မိမဲ့တစ်ချိန်တည်းမှာပဲလူတွေအင်မတန်ယုံမုန်းပါတယ်။ကိုယ်ရမှာကဲ့ရဲ့ခံရပြီးမလေးမစားမထီမဲ့မြင်ပြုခံရတတ်ပါတယ်။မောက်မာခြင်းထက်ရက်ရောစာနာပြပြီးလူတွေရဲ့အမြင်မှာစိတ်တဘောထားကြီးကျယ်သူအဖြစ်ဟန်ဆောင်ကောင်းနိုင်ပါသေး။အများနဲ့မတူထူးတဲ့သူအဖြစ်သတ်မှတ်ခံရမှာမဟုတ်ပါဘူး။ယူတဲ့သူအဖြစ်သမုတ်ခံရပါတယ်။အချောင်းကောင်းရင်မနာလိုမှုတွေကြောင့်အထောင်းခံရပါတယ်။ အကြောင်းမကောင်းရင်တော့အမြင်ကပ်မှုနဲ့ရွေဆောင်ပြောခံရတတ်ပါလေမိုးမြတ်သောအရာကို ခွေးတို့အားမပေးကြနဲ့တို့ပြုပါမူသူတို့သည်လှဲ့၍တင်တို့အားကိုက်လိမ့်မည်ပလဲယတနာတွေကို ဝတ်တို့ရှိမှမချထားပါနဲ့တို့ပြုတို့ပြုပါမူသူတို့သည်ထိုအရာကိုကြုံနှင်းသွားကြလိမ့်မည် ရှင်မသက်ခရိဝေအခန်းကြီး9ကျမ်းတွက်6ဤဥပဒေသား39 ပါနာစွာအကွက်ချကြံပါတဘောရီယာအမျက်ဒေါသကြီးပြီးစိတ်ခံစားချက်ပြင်းထန်တာကဘယ်တော့မှ မကောင်းပါဘူးဒီစိတ်တွေနဲ့အလုံးလုံးရင်အများအပြည့်ဖြစ်ချင်တာတရားဖြစ်ဖြစ်ချင်တာတခြားဖြစ်လာတာတလွဲတွေဖြစ်သွားတတ်ပါလေဒါကြောင့်စိတ်ခံစားချက်တွေကိုအမြဲတမ်းထိန်းချုပ်ထားပါဒါပေမဲ့ရန်သူတွေကိုဒေါသထွက်ရန်ကောင်းအောင်စော့ပေးပြီးအပိုင်ကြံလို့တော့ရတယ်ရန်သူကိုတည်ငြိမ်ခွင့်မပေးပါနဲ့သူတို့ရဲ့စိတ်ခံစားချက်တွေကိုစော့ပေးပြီး အားနည်းချက်တွေဖော်ထုတ်ပါယွာစီထိုးနေတဲ့သူတို့ရဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးပါနတ်စာအကွက်ချအပိုင်းချမ်းပါတဖက်သားအဖို့မလူမုံသားစိတ်နဲ့ဒေါသတကြီးပြောဆိုတတ်ပြီးအမုန်းတရားကိုဖုံးကွယ်ထားခြင်းအလေးမရှိပဲအပြောကိုလည်းမစင်မခြင်းအမှုအရာကိုလည်းမပြုတ်ပြင်သူဟာအန်ရဲ့အတိပြင်းနဲ့လျက်ရှိတဲ့အရက်ကိုဥတီသွားနေတဲ့သူနဲ့ပမာတူပြီး ယူမရပြက်ရပြုပွေရနဲ့အလွန်အောက်တန်းကြရာကြပါတယ်အပြောအဖြစ်တော်၎င်းအပြုအမူအဖြစ်တော်၎င်းဘယ်သောအခါမှအမျက်ဒေါသထွက်သည့်ဟံယုံမုန်းခါသည့်အမူအရာတို့မရှိပါစေနဲ့မဖြစ်မနေလိုအပ်မှသာပြုမူပါမိမိ၏စိတ်ခံစားချက်တို့အားမလိုအပ်ပါပဲထုံမပြသင့်ပါဘူးချိန်သားကိုင်းမှသာလျှင်ထုတ်ပေါ်ပါမူအကျိုးများ၏တရိစ္ဆန်နုပင်လျင်လိုအပ်မှသာအစိတ်တင့်သောအစွဲတော်တို့ဖြင့်ရန်သူတို့အားပြပြီး အာဒါရ်ရှိုးပင်ဟာဝါ1988-1860အမြတ်ဒေါသကြီးတဲ့သူတိုင်းကို ကြီးလိုက်ရင်မြေမကောင်းရှုမကောင်းစရာ ပုံစံပေါက်နေတတ်တယ်။သူတို့ရဲ့မျက်နှာကဘယ်တော့မှအေးချမ်းမှုမရှိပါဘူး။ဘာပဲဖြစ်ဖြစ်ဆက်ဆက်ထိမကန်ဖြစ်နေတတ်ကြတော့ဘာပဲလုပ်လို့အဆင်ပြေတယ်လို့မရှိဘူး။စိတ်အလိုမကျမှုတွေများပြီးတခုခုမှားသွားခဲ့ရင် ပုံကြီးချဲ့လို့မပြီးနိုင် မစည်းနိုင်ကြပါဘူး။ သူတို့ဘောထိခိုက်မှုတစုံတရာ ဖြစ်လာခဲ့ရင်အရေးကိစ္စတိုင်းကိုဇက်ကြောရှည်ပြီးဇန်နာပြတတ်ကြပါတယ်။ဘာကိုမစိုး ပုပ်ကိုရေးနဲ့တွတ်ဖက်ပြီးအတင်းကာယောဆွဆွေးရန်ကားတတ်ကြတယ်။အရှက်မရှိမျက်နှာပြောင်းတိုက်ပြီးအရွက်တိုက်တတ်ကြတယ်။ရဲချင်းစရာကသူတို့အနေနဲ့အဲ့ဒီလိုမျိုးရန်ကားပြနိုင်ရင်ပဲအားလုံးအပေါ်အရှိန်အဝါရှိနေတယ်လို့မျိုးအရှက်မရှိယူဆထားကြတာပါပဲ။စိတ်ချင်ပေါက်လွယ်တိုင်းလူမရှိမှဘူး။ သောသားထွက်လွယ်တဲ့လူအနာလူမကက်တာက ကြောက်လို့ရှိန်လို့လုံးဝမဟုတ်ပါဘူးအမြင်ကပ်ပြီးယုံမုန်းကြလို့ဖြစ်ပါတယ်စိတ်တူစိတ်ဆက်လွယ်တဲ့သူတွေကိုလူတွေကြောက်ပြတာက ရိုးသေးကျိုးနုံလူရှိန်လို့လုံးဝမဟုတ်ပါဘူးမစင်မုံအနာဘယ်သူမှမကက်ခြင်းတလို့တွားရမှာယုံကြောက်တလို့မျိုးကြောက်ကြတာဖြစ်ပါတယ်အတန်ကြီးအတန်ကျဲနဲ့လူတွေအပေါ်အုပ်ဆိုးလွှမ်းမိုးနိုင်နိုင်ကိုကိုကိုအရှိန်အဝါရှိလို့ဩဇာညောင်းလို့အာနာပြနိုင်တယ်လို့မထင်ပါနဲ့ လုံးဝမဟုတ်ပါဘူးနားမခံတာလို့သာငြိမ်နေကြတာဖြစ်ပါလေအမြတ်ဒေါသကြီးတာကလူမရှိမှဘူးလူဟန့်ယုံတာအကျိုးဖြစ်တာပါလေးစားမှုမရနိုင်ပါဘူးစိတ်ခံစားချက်ကိုချုပ်တီးနိုင်စွာအားနေရင်လူမုန်းများပါတယ်ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်ဘယ်တော့မှစိတ်ခံစားချက်ရှိတန်းတင်ပြီးမတုတ်ပြန်မိပါစေနဲ့စိတ်ခံစားချက်ကိုရှိတန်းတင်ပြီးရင်စိတ်ပင်ပန်းရတယ်လို့လူပင်ပန်းရပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်မတူညီတဲ့ရှုထောင့်နဲ့အရင်ကြည့်တတ်အောင်စိတ်တက်ကိုပြုပြင်ပါ ဩဇာအာဏာအရှင်အဝါရရှိရေးအတွက်ရုံးကန်နေရင်ဘယ်တော့မှ ပုဂ္ဂလထံမပါဝင်မိပါစေနဲ့သူအခန့်နဲ့သူထားပါပုဂ္ဂိုလ်ရေးခန်းစားချက်တွေနဲ့တွဲဆက်မိသွားရင် ဖြစ်သမျှအကြောင်းကိစ္စတိုင်းဟာစိတ်တူဒေါသထွက်စရာတွေကြီးပဲဖြစ်နေပါလိမ့်မယ်အလုံးနဲ့လူမှုရေးခြားနာတာပါအချိန်မရွေးအကြောင်းမျိုးမျိုးကြောင့်ပြဿနာပြိပခါတွေဖြစ်လာတတ်ပါတယ်ကောင်းမှုအတွက်ပြဿနာတက်တာလည်းရှိသလိုသိုးတတ်သိုးသွားနိုင်စီမဲ့ ရိပခါတွေဖြစ်လာတာမျိုးလည်းရှိပါတယ်ပြဿနာပရိပခါတွေဘလို့ပဲဖြစ်လာပါစေစိတ်ကိုအကောင်းဆုံးဖြစ်အောင်တည်တည်ငြိမ်ငြိမ်ထားလိုက်ပြီးမှရင်ဆိုင်ဖြေရှင်းပါအမျက်ဒေါသထွက်လွယ်တဲ့စိတ်အစွဲတွေကတကယ်တော့ငငယ်တုန်းကတွေ့ကြုံခဲ့ရတဲ့စိတ်အကြောင်းမတိမမျက်မှုတွေရဲ့လောင်းရိပ်တွေဖြစ်ပါတယ်အဲ့ဒီစိတ်အစွဲလောင်းရိပ်တွေကဖြစ်ကျင်တော့မိဘတွေကြောင့်ရာခဲ့တာဖြစ်ပြီးမရွယ်ထားတဲ့စိတ်အခက်မတိမှုကြောင့်ဖြစ်သွားကြတဲ့စိတ်ခံစားချက်ကူးစက်မှုကြောင့်ပါ အမျက်ဒေါသလိုပဲ အလိုမချစိတ်ရေးမြစိတ်စိတ်ပြက်လွယ်မှုစသဖြင့်မကောင်းစိတ်ကောင်းစိတ်တွေအလုံးဟာမျိုးရိုးစင်ဆက်ကူးဆက်ခံခဲ့ရတာဖြစ်တယ်လို့ငယ်ဘဝနဲ့ကြီးပြင်းခဲ့ရသမျှလူနေမှုဘဝလူမှုပတ်ဝန်းကျင်ရဲ့တည်ရောက်မှုတွေကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဘာတွေပဲဖြစ်လာဖြစ်လာအဆိုးတွေကိုစိတ်ခံစားချက်ရှည်တန်းတင်ပြီးဓာတ်ရိုက်ခံယူတာမျိုးမလုပ်ပါနဲ့ပါထုတ်လိုက်ပါစိတ်ပြောင်းစိတ်လွှဲလိုက်ပါ စိတ်တို့စိတ်ပြတ်သွားရင်စိတ်အာယုံထွေပြားပြီးအာယုံစိုက်လို့မရပဲဖြစ်တတ်ပါတယ်။စိတ်ခံစားချက်ကအင်မတန်မှတက်ရောက်မှုအားကြီးပါတယ်။စိတ်ခုသွားလို့ရှိဆက်မရတဲ့အခက်အတန့်တွေလူတိုင်းကြုံမှုမှာပါ။စိတ်မတိုးမတန့်ဖြစ်သွားယုံလောက်နေတဲ့တက်ရှင်းလက်ဆက်တဲ့အစာအတောက်ကိုတော့ခါခါတီတီညင်းပယ်ခြင်းစိတ်ပေါက်လွယ်တယ်လို့ပါပဲ။စိတ်ခံစားချက်ကိုလွယ်လင့်တကူမဖြစ်ပါစေနဲ့အတက်နိုင်ဆုံးချုပ်တိန်ထားပါ။ထိန်ကုတ်ပါပြုပြင်ပါပဲ့ပြင်ပါပြောင်းလဲပါ ဂိုင်းတွေပါ စိတ်ကိုထိန်းနိုင်အောင်သာကြိုးစားပါစိတ်ရဲ့ကြိုးကင်မှုအောင်မရောက်ပါစေနဲ့စိတ်ခံစားချက်ရဲ့စေခိုင်းမှုနောက်လိုက်ပါသွားရင်အမကြီးမပြီးအကျိုးနှဲပါလိမ့်မယ်အချိန်အဝါရှိသူတွေဟာစိတ်အလိုဆန္ဒရဲ့စိတ်ခံစားချက်တွေကိုအကောင်းဆုံးပြုပြင်ထားနိုင်ကြတယ်အဲ့ဒီလိုပဲစိတ်ခံစားချက်ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးအကျိုးအမြတ်ထွက်အောင်ဖော်ထုတ်နိုင်ကြပါသေးတယ်ကိုယ်စိတ်ကိုနိုင်အောင်ထိန်းချုပ်နိုင်ရင်ကြည်လင်ရှင်းတဲ့အသည့်နဲ့အချိန်အဝါကစားပွဲကိုအနိုင်ရအောင် တိုက်ခိုက်ရှင်ပြိုင်နိုင်ပါလိမ့်မယ်အထူးမှတ်ထားဖို့ကဘာပဲဖြစ်ဖြစ်မတူညီတဲ့ရှုထောင့်နဲ့အရင်ကြည့်ပြီးတတိနဲ့အတိမြဲအောင်ထားပါတုပ်ပြန်လိုက်မဲ့အစားအခြေအနေတိုင်းကအမျက်ထုံနိုင်အောင်အခွင့်ငေါ့ရှာပါရန်သူရဲ့ရှေ့ကွက်ကြောင့်စိတ်ခံစားချက်တွေထွေပြားခံလိုက်မဲ့အစားရန်သူကိုတံပြန်သဘောနဲ့တုပ်ပြန်ပြီးရန်သူကိုစိတ်နဲ့စွပေးပါဒါမှကိုချိုးအမျက်ထုံလို့ရမှာဖြစ်ပါတယ်အေဒီ300စု၃ပြည်တော်စစ်ပွဲကြီးရဲ့ရေချိန်အမြင့် အမြင့်ဆုံးတိုက်ပွဲကြီးတစ်ခုမှာဝေနိုင်ငံ ပြည်ရှင်ဖြစ်လာမဲ့ဝေမြို့သားကြီးချောင်ချောင်ရဲ့စစ်မှတ်ရေးရာအကြံပေးတွေကအရေးပေါ်သတင်းတရက်တင်လျှောက်လာပါတယ်။ချောင်ချောင်ရဲ့စစ်သူကြီးအချို့ကရန်သူတွေနဲ့ပူးပေါင်းကြံစည်ထားကြောင်းအချက်အလက်တပ်တွေအထောက်အထားတွေတင်ပြလိုက်ပြီးနိုင်ငံအပေါ်တစ္ဆာဖောက်ပြန်မှုနဲ့တခါတည်းကွက်မြက်မှုတရားမျှတမှုကိုဖော်ဆောင်ပါကြောင်းတင်ပြလျှောက်ထားကြပါတယ်။ချောင်ချောင်ကအမျက်ဒေါသထွက်တာမျိုးမရှိပဲဆိုင်းရာတပ်တွေအထောက်အထားအစုံ ယူလာဖို့စေခိုင်းလိုက်ပါတယ်တက်တဲ့အချက်အလက်တွေစုံလင်သွားတဲ့အခါမှာဘယ်သူမှမထင်မှတ်ထားတဲ့အလုပ်ကိုလုပ်လိုက်ပါတယ်ချောင်းချောင်းကိုယ်တိုင်တက်တဲ့အားလုံးကိုအကြံပေးတွေရှိမိရှုလိုက်ပါတယ်စစ်မှတ်ရေးရာအကြံပေးတွေအားလုံးတက်အပ်တော်ဖြစ်သွားပြီးချောင်းချောင်းရဲ့လောက်ရမှာခင်ကြောင့်ဝေဖန်ပြောဆိုကြပါတယ်တရားမျှတမှုနဲ့စေရေးတော်ပြီးမြောက်မှုမှာတိုက်ပွဲအနိုင်ရရှိရေးကအချိန်အခါရအရေးပူကြီးတဲ့အတွက်တစ္ဆာပေါက်တွေကိုအသုံးချလို့ရသေးသလောက် အသုံးချရမှာဖြစ်သလိုအဲ့ဒီစစ်သူကြီးတွေရဲ့လက်အောက်ကစစ်တီတပ်သားတို့ရဲ့ယုံကြည်မှုတပ်တွင်းတစ္ဆာခံယူမှုတို့ကိုမပြတ်မစီမယိုယွေးစေပဲစစ်အောင်ရေးအတွက်ဦးစားပေးရမှာဖြစ်ကြောင်းအကျိုးအကြောင်းရှင်းပြလိုက်တော့မှအကြံပေးတွေအားလုံးကချောင်ချောင်ရဲ့အမျော်အမြင်ကြီးပုံကိုချီးကျူးပြောဆိုကြပါတယ်အမြတ်ဒေါသဟာတွေးတောချင့်ချိန်နိုင်စွမ်းကိုပျက်စီးစေတတ်ပါတယ်အချင်းအဟာရှိမှုနဲ့အရေးအမြင့်ဖြစ်တဲ့မျော် မျောမြင်နိုင်စွမ်းကိုဘာအကြောင်းနဲ့မှမဖြက်စီးနဲ့မယိုယွေးပါစေနဲ့စိတ်ခံစားချက်ကိုထိန်းချုပ်ဂိုင်းတွင်နိုင်အောင်အထူးလေ့ကျင့်ပါကိုခံစားကိုစိတ်ခံစားချက်ကိုဘာအကြောင်းနဲ့မှမပြက်စီးမယိုယွေးပါစေနဲ့စိတ်ကိုအောင်းနိုင်ခြင်းဟာအရှင်အဝါကိုလက်ဝဲရရှိခြင်းပဲဖြစ်ပါတယ်ရန်သူရဲ့စိတ်ကိုမြင်အောင်ကြည့်ပါ အမှုအရာကနေတစင်အကဲခတ်ပါသူတို့ရဲ့စိတ်မလုံးကျုံမှုကိုညီးပေါင်းစုံ သုံးပြီးတိုက်ခိုက်ပါ အားနေချက်ကိုအခွင့်ကောင်းယူပြီးထိထိရရအပိုင်ကျမ်းပါအခြေအနေဒိုင်းကနေအကျိုးထောက်အောင်အမျက်ထုတ်ပါမကောင်းတာပဲဖြစ်လာပါစေအကြောင်းအကျိုးကိုစီလျော်အောင်မျှော်မြင်တွေးခေါ်ပြီးကိုယ့်အတွက်အခွင့်သာအောင်ပြောင်းလဲနိုင်စွမ်းရှိပါစေဒီငိမ့်တဲ့ရန်သူရဲ့ရွှေကွက်ကိုခံမရခက်ပါလေရွှေလျားမှုမရှိရင်လှုပ်ရှားမှုကိုမှန်းဆလို့မရပါဘူးဒါပေမဲ့ငိမ့်တတ်မှုမရှိပဲရွာစီထိုးနေရင်တော့ငါးပွဲရငါးစာချတယ်လို့ကြိုက်တဲ့အမျက်ထုတ်ယူနိုင်ပါလိမ့်မယ် ရေကိုမှွေနှောက်လိုက်မှငားတွေထားလာပါလိမ့်မယ်။ပိုက်တာချဖို့ပြင်ဆင်ထားပါ။ကုရံဘက်ကဒေါသထွက်လွယ်သူဖြစ်နေခဲ့ရင်အချိန်ပြည့်အမျက်ထွက်အောင်အကြောင်းဖန်ပါ။သူတို့ရဲ့စိတ်ခံစားချက်တွေစူပွက်နေအောင်အမြဲမီးထိုးပါ။ပြဿနာတစ်ခုကိုနောက်ပရိပခတွေနဲ့ဆင်ပေးပါ။အခြေအနေတည်ငြိမ်ဝင်လုံးဝမပေးပါနဲ့။မူဝေနေတဲ့သူကိုအလဲထိုးဖို့ကမခက်ပါဘူး။ရဲရိုင်နေမှတော့တွန်းလိုက်ယုံနဲ့လဲကျသွားပါလိမ့်မယ်။ဟုတ်ကဲ့။ ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဇက်အပိုင်း7ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လို့ပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ။အားလုံးကောင်းသောနေ့လေးကိုဘိုင်းဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးမှလည်းကင်းဝေးပြီးတော့ကကြီသုံးပါးရန်ကနေပြီးတော့အမြဲဆုံးကြော်လွှားနိုင်ပြီးတော့ ရင်းချမ်းတဲ့ဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ